မ္မပြေကုန်ပြည်အားကစားအဖွဲ့ဟာအင်ဒိုနီးရှားနိုင်ငံကအင်ရှင်ဖြစ်လက်ခံကျင်းပခဲ့တဲ့18ကြိမ်မြောက် 17th Sin U18 and U20 Athletic Championship ပြိုင်ပွဲမှာရွှေတံဆိပ်တစ်ခုနဲ့ကြေးတံဆိပ်တစ်ခုစုခုရရှိခဲ့ပါတယ်။အဲဒီပြိုင်ပွဲကိုအင်ဒိုနီးရှားနိုင်ငံမြောက်ဆူမာတရာကျွန်းမီဒန်မြို့ကမတ်တရာအားကစားအဖွဲ့မှာနိုဝင်ဘာလ15ရက်နေ့ကနေ18ရက်နေ့ထိကျင်းပခဲ့တာဖြစ်ပါတယ်။မြန်မာနိုင်ငံကလူငယ်ပြေကုန်ပြည်အားကစားသမားတွေဖြစ်တဲ့ချင်းမင်းအောင်နဲ့ရဲရင်အောင်တို့ပြိုင်ပွဲမှာပါဝင်ရှင်ပြိုင်ခဲ့ကြတယ်လို့လည်းသိရပါတယ်။ မြန်မာအားကစားအဖွဲ့ရဲ့ပြိုင်ပွဲတွင်စွမ်းဆောင်မှုတွေအနေနဲ့ကစားသမားချင်းမင်းအောင်က U18 အမျိုးသားလှန်တန်ပြစ်ပြိုင်ပွဲမှာ63.85မီတာပြစ်ခဲ့ပြီးပထမရွှေတံဆိပ်ဆုကိုရရှိသွားခဲ့တာပါ မြန်မာနိုင်ငံကိုစားပြုနောက်ထပ်ကစားသမားတို့ဖြစ်တဲ့ရရင်အောင်ကလည်း U20 အမျိုးသားမီတာ1500အပြေးပြိုင်ပွဲမှာ3မိနစ်59တသမ30စက္ကန့်နဲ့တတိယကြီးတစိမ့်စုစုကူရရှိခဲ့ပါတယ်။ဒီပြိုင်ပွဲမှာတော့ဒေတာရင်ရှေ့တောင်အာရှကိုစားပြုနိုင်ငံအသီးသီးကပြေးခုံပြေးအောင်ကစားသမားပေါင်း208ဦးပါဝင်ရှင်ပြိုင်ခဲ့တယ်လို့သိရပါတယ်ရှင်။